မင်္ဂလာပါရှင်။အောက်တိုဘာလ20ရက်နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီနေပြည်တော်ကြောင့်တန်တွဲနဲ့ခွားမျိုးအနီးကပြည်လေပြည်မှာငါးဖက်ခွင့်တွေကိုအေအေကအကတ်သတ်မရှိပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုသတင်းနောက်နိုင်ငံကပြပို့လာတာဖြစ်ပြီးကိုရစ်ချက်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးနေပြည်တော်ကြောင့်တန်တွဲနဲ့ခွားမျိုးနယ်အနီးကပြည်လေပြည်မှာညအချိန်ငါးဖက်ခွင့်ကိုပြည်သူတွေရဲ့လုံခြုံရေးအခြေအနေကြောင့်အကန့်အသတ်မရှိပိတ်ပင်လိုက်တယ်လို့အာရခတ်တပ်တော်အေအေက အော်တိုဘာလ19ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ရခိုင်ပြည်နယ်အတွင်းမှာစီရေးရရှုံးနဲ့ရင်ဆိုင်နေရတဲ့စစ်ကောင်စီတပ်ဟာလက်ရှိတိုက်ပွဲပြင်းထန်နေတဲ့စစ်တွေကြောက်ဖြူမြို့နယ်တွေကိုစစ်အင်အားတိုးမြင့်လာတွေပင်လယ်ရေကြောင်းကနေတဆင့်ခက်ဆိတ်ဆိတ်ပြုတ်လောက်လာနေတာကိုတွေ့ရှိရတယ်လို့လည်းအေအေကဆိုပါတယ်။ဒါ့အပြင်အရခတ်တော်အေအေဟာတန်တွဲနဲ့ဂွားမြို့နယ်နီးပြေဝထိန်းချုပ်ထားတဲ့ပင်လယ်ပြင်မှာလဲစစ်ကောင်စီတပ်ရဲ့တိုက်ခိုက်ရေးစစ်သင်္ဘောတွေတွာလာလှုပ်ရှားမှုတွေကို ပုံမတွေ့မြင်လာရနေပြီးတော့အဆိုပါမျိုးပေါ်အနီးတဝိုက်ကိုလည်းကင်းထောက်လေးရင်တွင်နဲ့လက်ပတ်ပြန်ဝဲကင်းထောက်လမ်းမှုတွေအခုရပိုင်းအတွင်းမှာခက်ဆိတ်ဆိတ်ပြုလုပ်လာနေတာ ဖြစ်တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အရခတတော် AA ဟာရခိုင်ပင်လယ်ကမ်းခြေအနီးရှိ မြို့ရွာတွေမှာရေလုံငန်းကိုအဓိကအမိပြုပြီးလောက်ကန်စားတောက်နေကြတဲ့အရက်သားပြည်သူတွေကိုစစ်ကာလအခက်အခဲအကျက်တဲနဲ့မိသားစုစားဝတ်နေရတွေကိုတနိုင်တစ်ပိုင်ဖြည့်ရှင်းနိုင်မှုအတွက်ပင်လယ်ပြင်တွင်းမှာ ငါးဖမ်းခွင့်ကိုအချိန်အကန့်အသတ်မရှိခွင့်ပြုပေးထားခဲ့တယ်လို့ AA ကပြောပါတယ်။ဒါပေမဲ့အခုအချိန်မှာတော့စစ်ကောင်စီရဲ့စစ်ရင်အားဖြစ်တင်းမှုတွေကြောင့်ငါးဖမ်းဆက်လီတွေကိုအကာအကွယ်ယူပြီးတော့လက်လက်စွာတွာလာနိုင်တဲ့ခွင့်ရမျိုးကိုရရှိနေတာကြောင့်တန်တွဲနဲ့ကွားမျိုးအနီးကပင်လယ်ပြင်မှာညနေ6နာရီနဲ့မနက်6နာရီအထိညအချိန်ငါးဖမ်းမှုတွေကိုကန့်သက်ပိတ်ပင်ရတာဖြစ်တယ်လို့ AA ကဆိုပါတယ်။ဒီတန်တွဲနဲ့ကွာအနည်းကပင်လယ်ပြင်မှာတော့ဒီစစ်ကောင်စီတဲက ိတ်ခဲစိတ်တော့ဖို့တွေပေါ့အနည်းတက်လို့လို့ဆေးရအရလှုပ်ရှားမှုတွေရှိနေပါတယ်ဒီ EOD ဖက်တွေကတော့ဒီစိတ်တော့ဖို့တွေပေါ့လေဒီဘွားဖက်တို့ဗန်တွေဖက်တို့ကိုဒီဆောင်းလာကြတာရှိပါတယ်ဒီတော့ဒီစိတ်တင်တဲ့ကြောက်ဖြူအနည်းမှလည်းအာသူတို့နေရာယူထားတဲ့ဒီစိတ်ကုန်စီတိတ်ခဲရဲ့နေပြည်တော်ကလည်းတော့ဗန်တွေနဲ့ဘွားဖက်ကိုပေါ့လေအာဒီရောက်ရောက်ကြတာတွေရှိတယ်ပေါ့အတဲဆောင်းတွေပြောလို့နေကြတာတွေရှိကြပေါ့ဆိုတော့အဲ့ဒီလိုတော့တော်လာမှုတွေရှိနေရှိနေတဲ့အခါမှာလည်းတော့ ဒီအဲ့ဒီပြင်ပင်လင်ပြင်မှာပေါ့လေတို့တော့ဆိတ်ဆောင်ဖို့လောက်နေတဲ့ပင်လင်ပြင်မှာအာငါဖက်သမားတွေပေါ့လေငါဖက်သမားတွေတွေ့ရင်လည်းတော့တို့လိုကဖက်စစ်ကိုစစတာတည်းရှိတာပေါ့ဒီဗန်ဒင်းမြို့မှာလည်းတော့ဒီငါဖက်သမားတွေကအဖက်စစ်ခံထားရတာတည်းရှိတာပေါ့စစ်ကောင်စီတပ်ဟာရခိုင်ပြည်နယ်အတွင်းကအရခတ်တော်အေးသိမ့်ပိုက်ထားတဲ့မြို့နယ်တချို့ကိုပြန်လည်တိုက်ခိုက်သိမ့်ပိုက်ရယူနိုင်မှုအတွက်ပြင်ဆင်မှုတွေကိုအခုရက်ပိုင်းအတွင်းမှာပုံမှန်လှုပ်ဆောင်လာနေတာကိုတွေ့မြင်ရတယ်လို့အေးကဆိုထားပါတယ်။ဒါကြောင့်အရက်သားပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုအနည်းငယ်အများမူတည်ပြီးတော့လေချောင်းရေချောင်းတိုက်ခတ်မှုအနေတွေကိုသတိထားကြဖို့နဲ့စစ်ရေးသတိအပြည့်အဝရှိကြဖို့ကိုလည်းအေကပြောဆိုထားပါတယ်စစ်ကောင်စီကသူတို့စစ်ရေးရသွာလာလှုပ်ရှားနေကြတဲ့ Navy တွေကနေပြီးတော့လဲပင်လယ်ပြင်အတွင်းငါးဖမ်းသွားနေကြတဲ့ပြစ်မဲ့အရသာပြည်သူတွေရဲ့ငါးဖမ်းလေတွေကိုလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်တာတံငါတဲ့သူတွေကိုလည်းဖမ်းဆီးတပြက်တာတွေကိုပါပြုတ်လုနေတာကြောင့်နေ့ချိန်ငါးဖမ်းသွားမယ်ဆိုပါကလည်း ကမ်းဝေးကိုတွားရောက်ပြီးတော့မဖမ်းကြဘူးနဲ့စစ်ကောင်စီတပ်ရဲ့စစ်သည်မော်တွေတွားလာလှုပ်ရှားမှုကိုမြင်တွေ့ပါကကမ်းဆက်ကမ်းနီးကိုအများဆုံးစိုက်ကက်လာကြဖို့ကိုလည်းအေကထပ်မံသေးပဲတိုက်တွန်းထားပါတယ်။လက်ရှိသတိပေးချက်ကိုအရခတ်တော်အေကပြန်လဲရုပ်သိမ်းကြောင်းမထုတ်ပြန်မချင်းရေလုံသားတွေအနေနဲ့လည်းတန်တွဲနယ်ကွားမြို့အနီးကပြန်လဲပြန်မှာညအချိန်တွေတွင်ငါးဖမ်းတာတွေလုံးဝမပြုတ်လှုပ်ချဘူးနဲ့စစ်ကောင်စီတပ်ရဲ့စီးရဲလှုပ်ရှားမှုတွေပေါ်မူတည်ပြီးတော့သတိပေးတားမြစ်ချက်ကိုပြန်လဲရုပ်သိမ်းတွားဖို့ကိုလည်းရှိတယ်လို့အေကဆုံးထားပါတယ်။ ီးခဲ့တဲ့ဩဂတ်စတ၁ရက်နေ့ကလည်းစေကောင်စီတပ်ရဲ့ကမ်းခြေစောင့်တပ်ဖွဲ့တွေကကြောက်ဖြူမျိုးတန်စင်းမြေအတွင်းမှာငါးဖမ်းနေကြတဲ့ငါးဖမ်းသမား၆ဦးကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။အလားတူပဲစနေမလ၁၆ရက်နေ့ကလည်းစစ်တွေမျိုးအနီးပင်လယ်ပြင်မှာငါးဖမ်းထွက်ကြတဲ့ပေါတော်မြို့နယ်ချောင်းဝချေးရွာနဲ့ကုံတန်းချေးရွာကဒေသခံငါးဖမ်းသမား9ဦးကိုလည်းစေကောင်စီရဲတပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်။စေကောင်စီရဲတပ်ဟာပေါတော်ကြောက်ဖြူတန်တွဲမြို့နယ်အတွင်းကချေးရွာတွေကဒေသခံရေလုံသားတွေကိုလည်းအမြဲတမ်းလုပ်လို့ဖမ်းဆီးတာတွေနဲ့အားဖမ်းဆက်လေတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်ထိန်းချုပ်မှုတွေရှိနေတယ်လို့သိရပါတယ်ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မန္တလေးတိုင်းမြေကျန်ခရိုင်တောင်သာမြို့နယ်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတအူးနဲ့အမျိုးသားတအူးတိတ်ဆုံးပြီးခလင်းငယ်တအူးနဲ့အမျိုးသားတအူးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်ဒါအပြင်နွားတကောင်လည်းပုံကျဲထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ။အော်တိုဘားလ19ရက်နေ့နှင်းလယ်2နာရီခွဲခန့်အချိန်ကတောင်နာမြို့နယ်ရုံးမေကြီးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲစစ်ကောင်စီကလေကြောင်းမှပုံသီးနှလုံးကျဲချတိုက်ခဲခဲ့တာကြောင့်မဆင်အသက်88နှစ်အရွယ်အမျိုးသမီးတအူးနဲ့ကိုအောင်ကျော်စိုးအသက်42နှစ်အရွယ်အမျိုးသားတအူးတို့တိတ်ဆုံးခဲ့ပြီးအသက်6နှစ်အရွယ်ကလေးငယ်တအူးအပါအဝင်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကနွားတက်ကောင်လည်းပုံစံထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါဗျာ ပြီးခဲ့တဲ့ဩဂုတ်လအတွင်းကလည်းရုံးမေရွာကိုမြေကျန်ခမာယာမှာဟာဝေဇာနဲ့ပြစ်ခတ်ခဲ့တာကြောင့်အမျိုးသမီးတအူးတိတ်ဆုံးခဲ့ပြီးကျေးရွာနေပြည်သူတွေအနေနဲ့ရွာမှာမနေရဲကြပဲနီးစက်ရာတွေမှာရှောက်တိန်နေကြရတာပဲဖြစ်ပါတယ်။တက်တွင်တရေရင်မြစ်တွေအရလဲအကြမ်းဖက်စစ်ကောင်စီဟာတောင်သာမြို့နယ်အပါအဝင်မြေကျန်ခရိုင်အတွင်းကမြို့နယ်တွေမှာရွေးကောက်ပွဲပြုလုပ်ရတဲ့အတွက်အင်အားအလုံးကြီးနဲ့ စစ်ကြောင်းထိုးစစ်ဆင်စစ်ဆင်ရေးပြုလုပ်နေရဖြစ်ပြီးအောက်တိုဘာလနိုဝင်ဘာလဒီဇင်ဘာလတွေအတွင်းစစ်ဆင်ရေးကာလအဖြစ်သတ်မှတ်ထားတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တရနေနေတိတ်ပိုက်ထိတ်ချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းရှိကုန်းသွင်းလမ်းကြောင်းပေါ်ရှိမြို့တွေဖြစ်ကြလေလာရှို့တီဘကြောက်မဲနောက်ချုံမြို့တို့ကိုပြန်လည်ထိတ်ချုပ်လိုက်ပြီးနောက်မန္တလေးလာရှို့လမ်းပိုက်ကို ပြန်ဖွင့်လိုက်တယ်လို့နောက်ချုံမျိုးကတော်လင်းရဲဘော်တအူက BBN ကိုပြောပါတယ်။အော်တိုဘာလာ18ရက်နေ့ကစစ်ကောင်စီဟာပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပြီးတော့တရက်ပိုင်းမှာလည်းမိုးကုံမျိုးအပါဝင်တရက်နဲ့နေတိမ့်ပိုက်ထားတဲ့မျိုးတွေကိုဘုတ်ခတ်ဆိတ်ဆိတ်ကျဲချလာတယ်လို့သိရပါတယ်။စစ်ကောင်စီဟာကုန်တန်ရင်းလမ်းကြောင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီမယ်။တော်လိုင်းတပ်ဖွဲ့ဝင်စီကိုကုံစီတွေမရောက်အောင်ကတ်တန်ထားနိုင်တယ်လို့သူကဆက်ပြောပါတယ်။ ဒါအပြင်စစ်ကောင်စီဟာရွေကောက်ပွဲမတိုင်ခင်နန်းချန်နဲ့မန်နုံမျိုးတို့ကလွဲပြီးတော့အကုန်ပြန်တောင်းနေတယ်လို့နောင်ချုံမျိုးကတော်လိုင်းတပ်ဖွဲ့ဝင်တအူးကပြောပါတယ်စစ်ကောင်စီဟာပြီးခဲ့တဲ့ရက်ပိုင်းကဖော်တော်ကိုထိန်းချုပ်လိုက်တာကြောင့်မိုးကုတ်ကို ရှမ်းမြောင်းနဲ့ဖော်တော်ဘက်ကနေညှက်ပြီးတက်လာမှာကို စိုးရိမ်နေကြပါတယ်စစ်ကောင်စီဟာကောင်းသွင်းလမ်းကြောင်းပေါ်ကမျိုးတွေကိုဇူလိုင်လကနေအောက်တိုဘာလအထိ ၃လအတွင်းလေချောင်းကနေဘုံများပြကျဲချခဲ့ပြီးတော့နှောက်ချိုကြောက်မဲနဲ့တီဘောတို့ကို ပြန်လဲထိတ်ချုပ်ခဲ့ပြီးသူတို့အတွက်ရေးပါတဲ့ကုတ်သွဲလမ်းကြောင်းကိုပြန်လဲထိတ်ချုပ်လိုက်တာပဲဖြစ်ပါလေနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုကိုရစ်ချက်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါလေကာတာနဲ့တူရကီနိုင်ငံတို့ဂျောင်းဝင်ဖြန့်ဖြေးပေးမှုကြောင့်အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့ကနေဆက်တခြားမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ရဲစဲစပတ်အကြာမှာ ချက်ချင်းအပြစ်ခတ်ရစေရေကိုသဘောတူညီခဲ့ကြပါတယ်။အော်တိုဘလာ19ရက်တနင်္ဂနွေနေ့အစောပိုင်းကကာတာနိုင်ငံရဲ့ဝန်ကြီးဌာနကတောင်အာရှနှစ်နိုင်ငံရဲ့အပြစ်ခတ်ရစေရေကိုဖျံဖြေပေးခဲ့ပြီးတော့နှစ်နိုင်ငံကြားရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုစူးစီးဖို့ရန်ရဲတွေထူထောင်ဖို့သဘောတူညီခဲ့ကြတယ်လို့ပြောကြားခဲ့ပါတယ်။ပါကစ္စတန်ဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ Axstar ကအဆိုပါသဘောတူညီချက်ကိုတောင်းဆိုခဲ့ပြီးတော့ဒါဟာမန်ကန်နဲ့လမ်းကြောင်းပေါ်ရောက်ဖို့ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ ဒီကိုချင်းကာတာနဲ့တူရီကီတို့ရဲ့အပြုသဘောဆောင်တဲ့အခမ်းအနားကိုလေးလေးလေးနဲ့ကျေးဇူးတင်ပါတယ်လို့အိတ်စ်မှာရေးသားခဲ့ပါတယ်။အာဖဂန်နစ္စတန်ကနေပါကစ္စတန်ဘက်ကိုကျူးလွန်နေတဲ့အကြမ်းဖက်ဝါဒရဲ့အန္တရာယ်ကိုကင်တွဲဖြေရှင်းဖို့တူရီကီကအိရှင်ဖြစ်လက်ခံကျင်းပမဲ့ဆွေးနွေးပွဲမှာခိုင်မာပြီးအတည်ပြုနိုင်တဲ့စောင့်ကြည့်ရေးရန်ရာတစ်ခုကိုထူထောင်ဖို့ကျွန်တော်တို့မျှော်လင့်နေပါတယ်လို့သူကပြောကြားခဲ့ပါတယ်။နောက်ထပ်အသက်ဆုံးရှုံးမှုတွေမဖြစ်အောင်အားလုံးကိုအဆုံးကုန်ကြိုးပမ်းဖို့အရေးကြီးတယ်လို့သူကဆက်ပြောပါတယ်။ ဒါက2021ခုနှစ်ကကပူးလ်မှာတာလီဘန်တို့အာဏာသိမ်းပြီးနောက်ပိုင်းတောင်ဝါရှအင်းဒီဂျင်းနှစ်နိုင်ငံကြားအဆိုးရွားဆုံးအကြမ်းဖက်မှုဖြစ်ခဲ့ပြီးတော့လူဒါဇင်နဲ့ချီပြီးတော့ဒဏ်ရာရရှိခဲ့ကထိတ်တွိုက်တွေးဆမှုတွေကြောင့်ဒိုဟာမှာငြိမ်းချမ်းရေးဆွေးနွေးပွဲကိုစနေနေ့မှာကျင်းပဖို့အစီအစဉ်ခဲ့ကြတာပဲဖြစ်ပါတယ်ကျွန်တော်ရစ်ချက်ပါအောက်တိုဘာလ20ရက်နေ့ PPN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုသူမိဘပြည်သူများရှင်လန်းချမ်းမြေကြပါစေရှင်ကျမသူစားပါ